ဒီအဲ့လိုမျိုးပြဿနာတွေပေါ်လာလိုက်မှာအဲ့မှာပရာဟိတာရောင်ကြောင်တောင်တွေအုပ်စုကထွက်လာတယ်တစ်ချိန်လုံးတစ်ချိန်လုံးငြိမ်နေတဲ့အုပ်စုတွေကဒါမျိုးလည်းရောက်တော့ချက်ချင်းအလှူမဲ့တမ်းမဲ့ဆိုချက်ချင်းရောက်သွားကြရောဆိုတော့အဲ့ဒါတွေကကျွန်တော်တိုင်းပြည်ရဲ့ကောင်းခြင်းတွေမဟုတ်ဘူးကောင်းတဲ့ကိစ္စတွေမဟုတ်ဘူးအဲ့ဒါမကောင်းတဲ့ကိစ္စတွေပဲပွန့်လည်းပြောရရင်လူတွေကူညီတယ်ဆိုတဲ့ချိုးတော်သူတွေလည်းတို့ကိုယ်တို့တိဆောက်နေကြတာပဲကျွန်တော်ဒီလိုပြောရင်ချိုးတွေကျွန်တော်ဒီကောင်ဘာလဲပြောပြမယ်ပွန့်လည်းပြောရမယ် သူများကို brighter နဲ့ကူညီပါတယ်ဆိုတော့အဲ့ဒီပုံစံတွေအကုန်လုံးကအဲ့ brighter ကိုကူညီနေတယ်သူတို့ရဲ့ brand သူတိဆောက်နေကြတာအဲ့ဒီပတ်ကူညီရဲ့ဆိုဆယ်လီရောင်ရောင် brighter ရောင်ဘိုင်ရောင်ညောင်တွေကိုတိုင်းကလည်းအဲ့ဒီအဲ့ဒီကနေအချိုးမြတ်တွေခံစားသွားတယ်အချိုးမြတ်ဆိုတဲ့နေရာမှာဘာလဲလို့မေးရင်ပတ်စံယူငါလူဖို့ပတ်စံငါစိုက်ပေးရတာငါဘာမဟုတ်သူအချိုးမြတ်ရပါတယ်ဆိုသူ့ကိုလူတွေက brighter စေနာရှင်ကြီးဖြစ်နေမြင်သွားတယ်အချိုးမြတ်ကိုသူရသွားတယ်ဆိုတော့တစ်ခါတည်းကျရင်အကုန်လုံးကကိုအချိုးစီးပွားမရှိရင်ဘယ်သူမှဘာမှမလုပ်ချင်ဘူးကိုအချိုးစီးပွားမရှိရင်လူတွေကထိုင်ရတော့မထချင်ဘူး လူသိများတဲ့နာမည်ကြီးဒီလူသိများတဲ့ social media တယောက်ပေါ့အဲ့ဒီကနေပြီးတော့သူကမနေ့ကပြောဆိုဝေဖန်လာတာကဟာလာဒီအခုလောက်ရက်တွေပေါ်မှာအခုဒီခိုးမှုနဲ့ပတ်သက်တဲ့အပေါ်မှာဝေဖန်လာတာကဟာလာပရိဒါသမားတွေနဲ့အခု live ပါကူညီဆောင်ရွက်နေတဲ့သူတွေကိုသူကစော်ကားလာတာထိခိုက်လာတာဟုတ်လားနာမည်ကြီးကျင်လို့ဟို live ပါဆောင်ရွက်နေတယ်နောက်ပြီးတော့ချုပ်ပရိဒါသမားဒီ live ပါဆောင်ရွက်နေတဲ့အပေါ်မှာပရိဒါသမားတွေကဟိုပေါ့နော်ပရိဒါသမားတွေ live ပါဆောင်ရွက်နေသေးတဲ့အကျိုးအမြတ်ကသူတို့အကျိုးအမြတ်မရှိရင်တဲ့ကျွန်မမှတ်ထားလိုက်နော်သူတို့ကိုအကျိုးစီးပွားမရှိလို့ရှိရင်ဘာမှမလုပ်ကြဘူးတဲ့အဲဒီသူတို့ရဲ့ကိုအကျိုးစီးပွားမရှိ ိလို့ရှင်အဲ့ဒီလူတွေကထိုင်ရကနေမထချင်ကြဘူးဆိုတဲ့စကားကိုပြောဆိုသွားတယ်နောက်ပြီးတော့သူတို့တွေရဲ့အကျိုးမြတ်ကဘာလဲဟုတ်လားသူတို့ဒီပရိုက်တာလုပ်တယ်လိုက်ပါကူညီဆောင်ရွက်တယ်သူတို့ရဲ့ကိုယ်ပိုင်ပတ်စံလောက်ဟောဖြစ်သည်ဟုတ်ပြီဖြစ်စေဒါမှမဟုတ်ဒီမိဘပြည်သူတွေကလူတန်းနဲ့ပြည်စီဟုတ်ပြီဖြစ်စေဒီပေါ်မှာလိုက်ပါကူညီဆောင်ရွက်ပြီးတော့လှုပ်လိုက်တဲ့ပရိဟိတအပေါ်မှာသူတို့ရဲ့အကျိုးမြတ်ကဘာလဲတဲ့လူတိလူတွေရဲ့စိတ်ထဲမှာသူတို့တွေကတကယ်လိုက်ပါဟိုပရိဟိတလုပ်နေပါလားဆိုတဲ့အတိတရားတွေရသွားပါတယ်ဆိုတဲ့ဟာမျိုးကိုပြောသွားတယ်နော်နာမည်ကြီးနော်အခုနာမည်လူတိထင်ရှားဟိုမီဒီယာတစ်ယောက်အမားတစ်ယောက်ပေါ့နော် ို့ကိုကျမတို့ပြောလိုက်မယ်နော်အကိုတို့လိုစိတ်မျိုးနဲ့လိုင်းမနှိုင်းနဲ့အကိုတို့ကတိုင်းပြည်ကိုချစ်တယ်ဟုတ်လားမိဘပြည်သူတွေချစ်ပါတယ်ဆိုပြီးမီဒီယာလောကကိုဟိုတက်လာပြီးတော့အကိုတို့ရဲ့ကိုဂျိုးစီးပွားအိတ်ဆိုင်ပြီးတော့ကိုတို့ရဲ့ကိုပိုင်သက်ဆန်နေနဲ့အိတ်ဆိုင်ပြီးတော့မီဒီယာကိုလုံနေတာလားတိုင်းပြည်ကိုချစ်တဲ့တကက်စိတ်ရင်းစိတ်မနှိုင်းနဲ့လုံနေရတာအခုသတင်းမီဒီယာတွေကို လိုက်ပါဆောင်ရွက်နေတဲ့ဒီအခုလက်ရှိဖြစ်ပျက်နေတဲ့အတိုင်းဒီမှာရှိတဲ့သတင်းမီဒီယာတွေကိုဟမ်အကိုတို့ကမြေပြင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုသတင်းမီဒီယာတမားတယောက်အနေနဲ့မြေပြင်မှာလိုက်ပါချိန်နဲ့တပြင်းကြီးလိုက်ပါဆောင်ရွက်ပြီးတော့တင်နေတာလားဒါမှမဟုတ်သူများကတွေကတင်နေတဲ့ဟာကိုလိုင်းပေါ်ကနေယူဖတ်ဖတ်ပြီးတော့ဆွဲယူဖတ်တယ်ပြန်တင်နေတယ်လိုင်းပေါ်ကနေတင်လာတဲ့မီဒီယာတမားအရင်းတွေကိုဖတ်ပြီးပြန်တင်နေတဲ့မီဒီယာသမားတွေပြောပြအောင်မဟုတ်လားရှင်တို့တွေကဘလို့ပုံစံမျိုးနဲ့လောက်ဆောင်နေတာလဲဟုတ်လားကျွန်တော်တို့မီဒီယာရက်တီဖို့အတွက်ဟမ်ကျွန်တော်တို့မီဒီယာတွေရက်တီဖို့အတွက် ပေပေးဝက်ပေးလေးတွေကိုထူထမ်းပေးကြပါလစဉ်ကြီးလေးတွေ3000 5000ထူထမ်းပေးနိုင်ပါလေဆိုပြီးတော့နေ့တိုင်းနေ့တိုင်းသတင်းလွှင့်တိုင်းအလူဝင်ကောက်ခံနေတာလားကောအခုတို့ကတိုင်းပြည်အတွက်လုပ်နေတဲ့မီဒီယာတွေလားကိုယ့်အိတ်ကိုယ်ဆိုင်ပြီးလုပ်နေတဲ့မီဒီယာတွေလားဟမ် မင်္ဂလာပါပရိသတ်ကြီးခင်များလှိုင်းသားရမျိုးနယ်ကစတိုးဆိုင်မှာဖြစ်ပွားခဲ့တဲ့ပစ္စည်းခိုးယူမှုနဲ့ရိုက်နှက်နှိပ်စက်မှုဖြစ်စဉ်ဟာလူမှုကွန်ရက်ပေါ်မှာကြရက်အများဆုံးရိုက်ခတ်နေစေဖြစ်ပါတယ်ဒီကနေ့မှာတော့ဆိုင်ရှင်ရဲ့ပြောဆိုမှုအသေးစိတ်နမဲကျော်ပုံကူများဖြစ်ကြတဲ့ဒေါ်မိုးမိုးခိုင်နဲ့သတင်းထောက်ကျော်မျိုးမင်းတို့ရဲ့ပြင်းထန်တဲ့အပြန်အလှန်ဝေဖန်တိုက်ခိုက်မှုအပြင်ဥပဒေကြောင်းအရဆိုင်ရှင်ရင်ဆိုင်ရမယ့်အခြေအနေတွေကိုပါပေါင်းဆက်သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ စမပြေဘူးဗျာအွန်လိုင်းပြောတော့တခုကတခုပဲဟိုကလေးနဲ့ဘာမှဆိုင်နော်ကလေးကတော့ဘာမှဆိုင်ညာမဆိုင်နဲ့ဂျာညက်သွားတယ်ဘာတိမှလဲတနေ့ကျတော့ကလေးကဘလို့လုပ်တိမှလဲအတနေ့ကျတော့ကလေးရဲ့အမေကိုသွားပြီးအင်တာဗျူးပြီးတော့သူ့အမေရဲ့မျက်ရည်ပဲပေါက်ချင်းငယ်ကြတာကလေးလေးပိုက်ချင်းငယ်မျက်ရည်ချင်းငယ်ကြတာပြီးပြီးတော့လူတွေရဲ့နှလုံးသားကိုချွေအဲ့အမျိုးသမီးဝိုင်းကူအဲ့လိုနဲ့ပတ်လိုက်ရိုက်နေတဲ့ society ကိုကျွန်တော်တို့အားပေးလက်ခုပ်တီးနေတာမှားတော့မှားနေတယ်ကလေးလေးတော့ဘာမှဆိုင်မဲ့ကလေးလေးကဘာမှဆိုင်ညာမဆိုင်ဒီဇလန်းမှာလူတွေရဲ့အတန်လူတွေရဲ့ဒီအတနာခံရတဲ့ပေါ်ကကလေးလေးကရောက်သွားပြီးနေချင်းညာချင်း तू မသိဘဲနဲ့ကိုသူ့အတူခံရတယ်ကျွန်တော်တို့ မလုပ်တင်တော့ဘူးဗျမလုပ်တင်တော့ဘူးရက်တင်တယ်လို့ကျွန်တော်ထင်တယ်တချို့ကိစ္စတွေဒီလောက်ပဲကျွန်တော်ပြောချင်ပါတယ်နော်ဆိုတော့ဒါကျွန်တော်ဆင်ကျင်ရမယ်ကိစ္စဆင်ကျင်တင်တဲ့ကိစ္စကျွန်မအခုဒီနေ့တင်ဆက်ရမယ့်သတင်းလေးကအခုဟိုနေ့ကဟိုအခုဖြစ်ပေါ်နေတဲ့ဒီလက်ရှိ line ပေါ်မှာပြောများနေတဲ့ဒီအခုဖွဲ့သားသူနော်ဆိုင်အထဲဆိုင်ပိုင်ရှင်နဲ့ဟိုဒီခိုးယူခံရတဲ့ကိစ္စပေါ့နော်ကျွန်မပြောရမှာကမနေ့က22ရက်နေ့မှာညနေပိုင်းမှာကျွန်မသူတို့စီကိုဒီခိုးတဲ့ဖွဲ့သားသူအထဲဆိုင် မှာခိုးတယ်ဆိုတဲ့တော်ပါနော်ဟိုတော်ရက်ခိုင်မအိမ်ကိုကျွန်မရောက်ရှိခဲ့တယ်မနေ့ကဒါလေးတွေကိုကျွန်မမိဘပြည်သူများသိရှိအောင် live လွှင့်ပေးခဲ့ခြင်းဖြစ်ပါတယ်နော်ကျွန်မရောက်ရှိနေတဲ့အချိန်မှာဒီတော်ရက်ခိုင်မခေါ်တော်မြင့်မြင့်ဆန်းကနော်ဒီခိုးပါတယ်ဆိုတဲ့အမျိုးသမီးကဒီမျိုးသမီးကအိမ်မှာမရှိနေဘူးရဲစခန်းကိုရောက်နေပါတယ်နော်ရဲစခန်းကိုရောက်နေပါတယ်ဟို 21ရက်နေ့ပေါ့နော်21ရက်နေ့ညမှာည8နာရီလောက်မှာတဲ့ဒီစရဖကလာခေါ်ပြီးတော့ဒီစစေးမင်းမြန်နဲ့မနေ့4နာရီလောက်မှာပြန်လွှတ်ပေးခဲ့တယ်နောက်ပြီးတော့အဲ့အဲ့ဒီနေ့22ရက်နေ့မနေ့4နာရီလောက်မှာပြန်လွှတ်ပေးခဲ့တယ်မနေ့ပိုင်းမှာထပ်ပြီးတော့22ရက်နေ့ပေါ့နော်မနေ့ကမနေ့ပိုင်းမှာသက်ဆိုင်ရာရဲစခန်းကနေခေါ်ပြီးတော့ဒီဒီ ဒီဒေါ်ရခိုင်မအပါအဝင်ကလေးရဲ့မိခင်ပေါ့နော်ဒီကလေးဒေါ်ရခိုင်မနဲ့အတူပါဖြစ်အမှုဖြစ်စင်မှာဖြစ်ပါပါလာတဲ့ဝေယံထွန်းနော်ကလေးသားလေးဝေယံထွန်းရဲ့မိပါနှစ်ပါးလည်းပါပါတယ်အဲ့ဒီသုံးယောက်ကိုတဲ့ရစခန်းကနေခေါ်ပြီးတော့ဟိုလိုအပ်တာတွေစစ်စစ်မင်းနဲ့ပြီးတော့ခေါ်ယူနိုင်တယ်နော်ခေါ်ယူနိုင်တယ်လို့သိရပါတယ်မနေ့ကကျွန်မရောက်ရှိနေတဲ့အချိန်မှာဒီ ဆက်သွယ်ပြီးတော့ဖုန်းနဲ့မင်းမြန်လိုက်တဲ့အခါမှာဖုန်းနဲ့မင်းမြန်လာတာအခုရဲစခန်းမှာရောက်ရှိနေတဲ့ဒီပေါ့နော်ခလေးရဲ့မိခင်ခလေးရဲ့မိခင်မဆာစီဖြိုးကိုဒီဒေါ်ရခိုင်မရဲ့သားဝင်းသူရဆိုခါခွေးဝင်းသူရဆိုခေါ်ကလာနော်ဟိုသူကနေပြီးတော့ကျွန်မချင်းမှာဖုန်းဆက်ပြီးတော့ခေါ်ပြီးတော့အကျိုးအကြောင်းကိုမင်းမြန်တဲ့အခါမှာကျွန်မတို့ကကြားသိရတယ်ဟိုအခုရဲစခန်းရဲ့အခြေအနေမှာဘာတွေဟိုဘာတွေဒီစကားမှာအခုဘလို့အခြေအနေတွေရှိတယ်လို့လှမ်းမိတဲ့အခါမှာသူတို့တွေကဒီကပါပေါ့နော်ဟိုစခန်းကနေပြီးတော့ ဟိုဟာပေါ့ဂျေးအေးကြောင့်လက်မှတ်ထိုးခိုင်းနေပေါ့နော်ဂျေးအေးကြောင့်နှစ်ဦးနှစ်ဖက်ဂျေးအေးကြောင့်လက်မှတ်ထိုးခိုင်းနေဆိုတဲ့သတင်းကိုကြားသိရပါတယ်နော်အဲ့တော့မနေ့ကကျွန်မပြောချင်တာကအဓိကကတော့မနေ့က22ရက်နေ့မှာတင်ဒီကုတွဲသားသူအထက်ပိုင်းအထက်ဆိုင်မှခင်းနဲ့ကိုယူသူဒီဒေါ်ရခိုင်မလို့နှစ်ဦးနှစ်ဖက်ဟိုကိုယူသူနဲ့ဒေါ်ရခိုင်မအပါဝင်သူကလေးမိခင်နော်မိခင်မိဘနှစ်ပါးဖြစ်တဲ့ဒီကိုအောင်ကိုစော်နဲ့မဆာကြည့်တို့လို့နော်၃ယောက်တို့ကဒီသက်ဆိုင်ရာရဲစခန်းမှာနော်နှိမ့်နိုင်ပြီးတော့နှစ်ဦးနှစ်ဖက်ဂျေးအေးเจ้าကို ဒါလက်မှတ်တွေထိုးပြီးတော့တို့သဘောတူညီချက်နဲ့လက်မှတ်တွေထိုးပြီးသွားပါပြီအခုသက်ဆိုင်ရာကိုမနေရပါတော့နော်ဒေါ်ရခိုင်မတော့တော့အင်ဝင်ညမနေရပါနဲ့ညအင်ဝင်ရှင်းလိုက်ပြန်ရောက်တယ်လို့ပြောပါတယ်နော်ဒါသူ့ရဲ့မိသားစုဝင်တွေက နှစ်ဦးနှစ်ဖက်ကြေးအေးပြီးသွားသွားကြပါပြီသက်ဆိုင်ရာကနေရာလဲဒါကိုညှိနိုင်နိုင်နဲ့လုံတဲ့လုံထိုက်တာကိုပြည့်လဲအောင်နှစ်ဦးနှစ်ဖက်ကိုပြည့်လဲအောင်လုပ်ပြီးတော့ကြေးအေးကြောင်းနော်လက်မှတ်ထိုးပြီးတော့နှစ်ဦးနှစ်ဖက်ကြေးအေးကြောင်းလက်မှတ်ထိုးပြီးတော့သူတို့ကဘုရားပြန်လှုပ်ပေးခဲ့တယ်လို့သတင်းရရှိပါတယ်ရှင်ဒါကကျမရဲ့မိဘပြည်သူများသိရှိအောင်ကျမကတင်ဆက်ပေးခြင်းဖြစ်ပါတယ်နော်အခုဒီခိုးမှုလှိုင်းလာရခိုးမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အခု line ပေါ်မှာပါနော်တို့လောတို့လောမျိုးစုံနေနဲ့ပြောဆိုနေကြတယ်ဟုတ်လားအကြောင်းအရာတစ်ခုကိုဂဂနာနာသိအောင်စုံစမ်းပါအခုလက်ရှိဖြစ်စဉ်မှာဒီခိုးဒီ အခုမနေ့ကလိုက်မှာပေါ့နော်ဒီနာမည်လူသိများတဲ့နာမည်ကြီးဒီလူသိများတဲ့ social media တစ်ယောက်ပေါ့အဲ့ဒီကနေပြီးတော့သူကမနေ့ကပြောဆိုဝေဖန်လာတာကဟာလာဒီအခုလောက်ရက်တွေပေါ်မှာအခုဒီခိုးမှုနဲ့ပတ်သက်တဲ့ပေါ်မှာဝေဖန်လာတာကဟာလာပရာဟိတသမားတွေနဲ့အခုလိုက်ပါကူညီဆောင်ရွက်နေတဲ့သူတွေကိုသူကစော်ကားလာတာထိခိုက်လာတာဟုတ်လားနာမည်ကြီးတင်လို့နော်နာမည်ကြီးတင်လို့ဟာလေနော်ဒီဖုန်းကလည်းတားနေတယ် နာမည်ကြီးကျင်လို့လိုက်ပါဆောင်ရွက်နေတယ်နောက်ပြီးတော့ချုပ်ပရဟိတသမားဒီလိုက်ပါဆောင်ရွက်နေတဲ့အပေါ်မှာပရဟိတသမားတွေကဟိုပေါ့နော်ပရဟိတသမားတွေလိုက်ပါဆောင်ရွက်နေသေးရဲ့အကျိုးအမြတ်ကသူတို့အကျိုးအမြတ်မရှိရင်တဲ့ကျမမှတ်ထားတာညောသူတို့ကိုအကျိုးစီးပွားမရှိလို့ရှိရင်ဘာမှမလုပ်ကြဘူးတဲ့အဲဒီသူတို့ရဲ့ကိုအကျိုးစီးပွားမရှိလို့ရှိရင်အဲ့ဒီလူတွေကထိုင်ရာကနေမထကျင်ကြဘူးဆိုတဲ့စကားကိုပြောဆိုသွားတယ်နောက်ပြီးတော့သူတို့တွေရဲ့အကျိုးအမြတ်ကဘာလဲဟုတ်လားသူတို့ဒီပရဟိတလုပ်တယ်လိုက်ပါကူညီဆောင်ရွက်တယ်သူတို့ရဲ့ကိုပိုင်ပတ်စံလောက်ဟောဖြစ်တည် ဟုတ်သည်ဖြစ်စေဒါမှမဟုတ်ဒီမိဘပြည်သူတွေကလည်းလူတန်းနဲ့ပျက်စီးဟုတ်သည်ဖြစ်စေဒီပေါ်မှာလိုက်ပါကူညီဆောင်ရွက်ပြီးတော့လှုပ်လိုက်တဲ့ pride အပေါ်မှာသူတို့ရဲ့အကျိုးမြတ်ကဘာလဲတဲ့လူသိလူတွေရဲ့စိတ်ထဲမှာသူတို့တွေကတကယ်လိုက်ပါဟို pride လုံးနေပါလားဆိုတဲ့အတိတရားတွေရသွားပါတယ်ဆိုတဲ့ဟာမျိုးကိုပြောသွားတယ်နော်နာမည်ကြီးနော်အခုနာမည်လူသိထင်ရှားဟိုမီဒီယာတစ်ယောက်အမားတစ်ယောက်ပေါ့နော် အကိုကိုကျမတို့ပြောလိုက်မယ်နော်အကိုတို့လိုစိတ်မျိုးနဲ့ line မနှိုင်းနဲ့အကိုတို့ကတိုင်းပြည်ကိုချစ်တယ်ဟုတ်လားမိဘပြည်သူတွေချစ်ပါတယ်ဆိုပြီးမီဒီယာလောကကိုဟိုတက်လာပြီးတော့အကိုတို့ရဲ့ကိုဂျိုးစီးပွားအိတ်ဆိုင်ပြီးတော့အကိုတို့ရဲ့ကိုပိုင်သက်ဆန်နေနဲ့အိတ်ဆိုင်ပြီးတော့မီဒီယာကိုလုံနေတာလားတိုင်းပြည်ကိုချစ်တဲ့တကယ်စိတ်ရင်းစိတ်မနှိုင်းနဲ့လုံနေရတာအခုသတင်းမီဒီယာတွေကို လိုက်ပါဆောင်ရွက်နေတဲ့ဒီအခုလက်ရှိဖြစ်ပျက်နေတဲ့တိုင်းပြည်မှာရှိတဲ့သတင်းမီဒီယာတွေကိုဟမ်အကိုတို့ကမြေပြင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုသတင်းမီဒီယာအမှားတရောက်နေနဲ့မြေပြင်မှာလိုက်ပါအချိန်နဲ့တပြင်းညီလိုက်ပါဆောင်ရွက်ပြီးတော့တင်နေတာလားဒါမှမဟုတ်သူများကတွေကတင်နေတဲ့ဟာကိုလိုင်းပေါ်ကနေယူဘက်ဖတ်ပြီးတော့ဆွဲယူဖတ်တယ်အခုခက်တဲ့တို့ဥမာတခြားသောမီပိတ်ဒီဘက်ဟိုဘက်ကနော်ဟိုဘက်ကဟိုတခြားသောမီဒီယာတွေနော်ဒီပိတ်မီဒီယာတွေကတင်တဲ့ခက်တဲ့တို့မီဒီယာမစိမတော့အစပေါ့အဲ့လိုမျိုးတွေတင်တဲ့ဟာတွေကိုဖတ်ဖတ်ပြီးတော့ပြန် တင်နေတယ်လိုင်းပေါ်ကနေတင်လာတဲ့မီဒီယာသမား သတင်းတွေကိုဖတ်ပြီးပြန်တင်နေတဲ့မီဒီယာသမားတွေပြောပြအောင်မဟုတ်လားရှင်တို့တွေကဘယ်လိုပုံစံမျိုးနဲ့လှုပ်ဆောင်နေတာလဲဟုတ်လားကျွန်တော်တို့မီဒီယာရက်တူဖို့အတွက်ဟမ်ကျွန်တော်တို့မီဒီယာတွေရက်တူဖို့အတွက်ပေးပေးဝိပေးလေးတွေကိုလှူဒန်းပေးကြပါလာစင်ကြီးလေးတွေ3000 5000ဒီဖုံးရလောကွာဟုတ်လားလေလာစင်ကြီးလေးတွေကို3000 5000ဟုတ်လားလှူဒန်းပေးနိုင်ပါလေဆိုပြီးတော့နေ့တိုင်းနေ့တိုင်းသတင်းလွှင့်တိုင်းလူဝင်ကောက်ခံနေတာလားကောအခုတို့ကတိုင်းကြီးအတွက်လုပ်နေတဲ့မီဒီယာတွေလားကိုယ့်အိတ်ကိုယ်ဆိုင်ပြီးလုပ်နေတဲ့မီဒီယာတွေလားဟမ် အတိတရားရှိတယ်ဆိုရင်ရှက်တက်ပါစေနော်လူကမွေးထားတာမှန်လို့ရှိရင်လူအတိတရားရှိပါစေအခုကျမတို့သွားနေတဲ့လမ်းနေမှာထိကိုက်စော်ကားဖို့မစင်းစားပါနဲ့ကျမတို့လှုပ်ဆောင်နေတာကျမတို့ငုံမခိုင်ယနေ့လှုပ်ဆောင်နေတာမြည်သူတအူးတယောက်မှကျမရှောက်လန်းနေတယ်ကမှအလူငွေတရားပြားတစ်ချက်မှကောက်ခံခြင်းမရှိဘူးနော်ကိုပဆန်ကိုအိတ်ကိုဆိုင်ပြီးဟိုတွေ့တာသူနော်အထက်ဆိုင်မှာသွားပြီးတော့သွားရောက်ပိုးယူခဲ့တဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့ဒီဒီအခုတော့ရက်ခိုင်မှာပေါ့နော်သူ့မှာပါဝင်လာတဲ့ကလေးနဲ့ပတ်သက်ပြီးတော့အခုဒိုင်းမော်မှာနော် ပေါက်ပန်း40ထင်ရမြင်ရတယ်ရှောက်ပြောနေတာမသိဘဲနဲ့သူများကရောင်းလို့လိုက်ရောင်းတဲ့ဟာမျိုးတွေမလောက်ပါနဲ့တိတ်တိတ်ချာချာမြေပြင်ဆင်းပြီးတော့ပတ်ဝန်းကျင်ကအဆအဆုံးလေးလာပါနော်ဒီခလေးကအခုအဓိကပြောရမှာတော့အဲ့ဒီမှာကဟိုပါပေါ့နော်မခနိုင်မခနိုင်ဝင်ဝင်နဲ့မခနိုင်ဝင်ဝင်နဲ့ဒီခုခလေးရဲ့ပိုင်ရှင် ကလေးရဲ့မိခင်မဆာချီချိုးအဲ့အမျိုးသမီးနဲ့ဒီဗီဝါခေါ်ပြီးစကားပြောလိုက်တဲ့အခါမှာဒီမျိုးသမီးပြောလိုက်တဲ့ဟာတွေကမှားတယ်နောက်ပြီးတော့စကားပြောလိုက်တဲ့လုပ်ရက်တွေကမှားသွားတယ်နောက်ပြီးတော့သူ့ကိုမီဒီယာတကွာပြီးတော့လာရောက်ပြီးတော့မင်းမြန်းတဲ့အခါမှာသူပြောလိုက်တဲ့စကားတွေကမှားတယ်မှန်မှန်ကတော့ဒီအမျိုးသမီးကကျေးဇူးကမ်းတာကျေးဇူးကမ်းတာနော်ဒီအခုသူပြောလိုက်တဲ့စကားတွေမှာတချို့ຢာတွေမှာဒီအခုတော့ဟိုတော့ဒေါ်ရခိုင်မကိုသူမသိဘူးဆိုတဲ့အကြောင်းသူ့ကလေးကိုခိုးယူသွားပါတယ်ဆိုတဲ့အကြောင်းကိုသူတို့ပုံမှန် မီဒီယာမှာဟိုမခိုင်နေဝင်နေပြောတဲ့ကောင်မှာသူတို့ဟင်းသီးနဲ့သွားခုနေတဲ့အချိန်မှာ ဗီဒီယိုဖိုင်မှထွက်ပေါ်လာသောဆိုင်ရှင်၏အလွန်အကျွံတုံ့ပြန်မှုလူမှုကွန်ရက်တွင်ပြန့်နှံ့ခဲ့သောရုပ်တံဖိုင်အရတွေ့တာသူစတိုးဆိုင်ပိုင်ရှင်၏ပြုမှုပြောဆိုပုံမှာလွန်ခဲ့သောအနေထားတွင်ရှိနေသည်ကိုတွေ့ရသည်ပြင်းထန်သောချင်းချောက်မှုများဆိုင်ရှင်ဖြစ်သူကခိုးယူသူအမျိုးသမီးကိုတခိုးမပါပြုဟုပြောဆိုကာရိုက်နှက်ခဲ့ပြီးကလေးအကြောင်းပြပြီးလာခိုးတာဟူ၍ဆွဆွဲခဲ့သည်ထို့ပြင်ရေနွေးပူကိုခေါင်းကနေလောင်းချလိုက်မယ်နောက်လုံးလို့မရအောင်လို့ကလေးပါလောင်းချပြစ်မယ်ဟုပြောဆိုကာရေနွေးကြ ကိုခိုင်းသည့်စကလုံးများပါဝင်ခဲ့ခြင်းကြောင့်ပြည်သူလူထု၏ဒေါသကိုပိုမိုဆော့ပေးခဲ့သည်လူမှုကွန်ရက်၏တုံ့ပြန်မှု လူမှုကွန်ရက်အသုံးပြုသူများစွာကစိတ်လိုက်မှန်ပါလှုပ်ဆောင်ခဲ့သည့်ဆိုင်ရှင်၏လုပ်ရက်ကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည့် Pain Soto အမည်ရှိအကောင့်မှသုံးဆွဲသူတဦးကသူ့အမားကနေကို့အမားဖြစ်သည်ဟုထောက်ပြကစိတ်ဆန္ဒအရရိုက်နှက်ခြင်းကလေးကိုတွန်းထိုးခြင်းနေပူရဲကျိုးတုပ်ခြင်းနဲ့ Celebrity ဖြစ်ခြင်းုံ TikTok ရိုက်ခြင်းုံနဲ့လှုပ်ဆောင်ခဲ့သည်ဟုဝေဖန်ခဲ့ပြီးရောစရာမရှိ၍ရဲလက်အပ်ပေးရန်တောင်းဆိုနေသည်ကိုပင်ကို့သဘောနှင့်စီရင်မှုအပေါ်ဖြစ်တင်ခဲ့ပါသည် ဘရာဟိတစစ်ပွဲမိုးမိုးခိုင်နှင့်ကျော်မျိုးမင်းတို့၏အပြန်အလှန်တိုက်ခိုက်မှုလှိုင်းတာယာဖြစ်စဉ်ကြောင့်လူမှုကွန်ရက်ပေါ်တွင်နမဲကျော်များ၏အပြန်အလှန်ဖြစ်တင်ဝေဖန်မှုစကားများလည်းထွက်ပေါ်လာခဲ့ပြီးကျော်မျိုးမင်း၏ဝေဖန်ချက်မျိုးစုသတင်းထောက်ကျော်မျိုးမင်းကပစ္စည်းကိုယူခံရသူအမျိုးသမီးဘက်မှကာကွယ်ပြောဆိုမှုများပြုလုပ်နေသည့်ဒေါ်မိုးမိုးခိုင်ကိုရင်း၏အကျိုးစီးပွားအတွက်ကင်မရာများနှင့်တကူအားပေးသွားလုပ်နေတာဟူ၍ဘရာဟိတရောင်ရောင်လှုပ်ဆောင်မှုအပေါ်ဆွဆွဲခဲ့သည်မိုးမိုးခိုင်၏တုံ့ပြန်မှုမခံမရနိုင်ဖြစ်သော ဒေါ်မိုးမိုးခိုင်ကလည်းကျော်မျိုးမင်း၏အလူခံကသတင်းမီဒီယာလုံနေမှုကိုမေးခွန်းပြန်ထုတ်ခြင်းဖြင့်ပြန်လည်တုံ့ပြန်ခဲ့သည်ရင်းချီနေကစေတနာစစ်မှန်မှုနှင့်ကိုကြိုးရှာမှုကြားကမြင်းကြောင်းမှာဝေဝါးနေပြီးပြည်သူများအနေဖြင့်အမှန်တရားကိုခွဲခြားသိမြင်မှုခက်ခဲလာစေပါသည် သုံးဥပဒေ၏အခန်းကဏ္ဍရိုက်နှက်သူရင်ဆိုင်ရမည့်အခြေအနေဆိုင်ရှင်၏တုံ့ပြန်မှုသည်ရာဇဝတ်မှုကျူးလွန်ရာရောက်သဖြင့်လက်ရှိတွင်ဆိုင်ပိုင်ရှင်နှင့်ခိုးမှုဖြင့်ဆွဆွဲခံရသူနှစ်ဖက်လုံးကိုရဲစခန်းတွင်ထိန်းသိမ်းထားပါသည်ဥပဒေပညာရှင်များ၏တုံ့သက်ချက်အရဆိုင်ရှင်သည်အောက်ပါမှုများဖြင့်ရင်ဆိုင်ရဖွယ်ရှိနေသည်ကလေးတငယ်ညှဉ်းပန်းနှိပ်စက်မှုကုလသမဂ္ဂသဘောတူညီချက်များပါဝင် ပြင်းထန်တန်ရာရရှိမှုဂုံတိတ်ခါထိပါမှုဆက်သွယ်ရေးဥပဒေပုံမှ66ကရုတ်တန်ရိုက်ကူးဖြန့်ဝေခြင်းခိုးမှုကျူးလွန်သူအမျိုးသမီးကလေးဤအတော်တော်ဆက်သူမာခိုးမှုပြစ်ဒဏ်ကိုသာရင်ဆိုင်ရပွဲရှိတော်လဲရိုက်နှက်သူဆိုင်ရှင်ပတ်မှမူအမှုပေါင်းများစွာဖြင့်တရားစွဲဆိုခံရမည့်အခြေအနေကိုရင်ဆိုင်နေရကြောင်းသိရပါတယ်။ဤဖြစ်စဉ်ကဥပဒေကိုလစ်လျူရှုကာကိုယ်တော်နှင့်လက်တော့ပြောင်းခြင်းသည်မူလပြစ်မှုထက်ပိုမိုကြီးလေသောအကျိုးဆက်များဖြစ်ပေါ် စေနိုင်ကြောင်းတတိပေးလိုက်ခြင်းပင်ဖြစ်ပါရယ်ခမညာ ခုကလေးကိုခိုးယူခံရပါတယ်ကလေးပြောက်သွားပါတယ်ဆိုတဲ့စကားတွေနောက်ပြီးတော့ဒေါ်ရခိုင်မကိုသူရှေ့ပိုင်းမှာပြောထားတာကဒီဒီအမျိုးသမီးကကလေးကိုသူ့ကလေးကိုမနေ့ပိုင်းလာခေါ်တယ်နေ့မနေ့လာခေါ်ပါတယ်နေ့ကင်းပိုင်းလာပို့တယ်ခိုင်ကျညနေလာပို့တယ်မဟုတ်ပေးသွားပါတယ်ဆိုတဲ့ဟာကိုပြောပါတယ်သူဒီကလေးကို तू အဲ့လိုမျိုးပေါ့နော်ဒီမနေ့လာခေါ်ပြီးနေ့ကင်းပိုင်းမှာလာလာပြတ်အပ်သွားတာအဲ့ဟာကို तू သိရပါတယ်ဆိုတဲ့စကား तू သိရပါတယ်ဆိုတဲ့စကားအဲ့လိုစကားမျိုး तू ပြောစရာမလိုဘူးနော်အဲ့လိုမျိုးပြောရမှာကဟိုမှာရက်ွက်ထဲကတခြားသောလူတွေကနေပြီးတော့ဒီလိုဟာမျိုးကိုဒါကျွန်တော်တို့ကတော့မသိဘူးဒီမျိုးသမီးကတော့ဒီကလေးကိုဒီလိုအချိန်မှာလာ ယူသွားတယ်နေခင်းနေလမှာငါပြတ်အပ်သွားပါတယ်ကျွန်မတို့ကတော့ဒါမျိုးသိရပါတယ်ဆိုတဲ့စကားမျိုးကိုတခြားသောမိဘပြည်သူတွေကပြောရမှာနော်ခမားကအမကကလေးပိုင်ရှင်ကပြောစရာမလိုဘာကြောင့်လဲမပြောရဘူးဆိုတော့အမတို့ကသူတို့ကမိသားစုလိုပုံစံမျိုးသူသားရဲ့မိန်းမရဲ့ယူထားတဲ့အဲ့အမရမိန်းမအမျိုးသမီးကနေပါတဲ့မရေပါသမီးကနေက အမမရပါသမီးအမနေရတာလေကလေးအဲ့ဒီအမကလေးကိုနော်အဲ့ဒီမတူစာဖြိုးအဲ့မဆာကြီးဖြိုးကလေးနော်အမရဲ့ကလေးကိုအဲ့ဒီအမျိုးသမီးတခုမှတော့နော်ဒေါ်ရခိုင်မဆိုတဲ့သူကအမမွေးထားတဲ့လာသားအရွယ်၃လေးလ၅လဒီကလေး၃လေးလနဲ့ဒါသားတဲ့ကဒီအမျိုးသမီးဒီဒေါ်ရခိုင်မဆိုတဲ့လူကနော်ပြုစုစောင့်ရှောက်လာတာဒီအရွယ်အထိပြုစုစောင့်ရှောက်လာတာဂယုတဆိုင်နဲ့သူ့သားသမီးကဲ့သို့သူ့သားတကယ်သို့သူကဝဲဆိုပြုစုစောင့်ရှောက်ပြီးတော့အမတို့ကဒီကလေးရဲ့ဇယိတ်တရားစာသူတတ်နိုင်တယ်လို့ပေးခဲ့တာဟုတ်လားဟမ် ူသားရဲ့သူသားလေးသေသွားတဲ့သူသားနဲ့တူလို့ဒီကလေးပေါ်မှာတန်ရောစင်အရန်ရှိပြီးတော့ပေးနေတာအဲ့ဒီအမျိုးသမီးမှလည်းဒေါ်ရခိုင်မမှလည်းကလေးနှစ်ယောက်ရှိတယ်သူ့ရဲ့ညီးတွေပေါ့ရှင်သားသမီးတွေကပြတ်သွားတဲ့ညီးတွေအဲ့ကျမမနေ့ကလိုက်မှတွင်လက်ပြီးအဲ့ဒါကိုဒီကလေးကိုဒီအသက်ရွယ်ဒီပြုစုစောင့်ရှောက်ပြီးတော့နေ့တိုင်း လိုလိုက်ဟာကိုသူကမသိတယ်လို့လည်းမသိရင်ကလေးခိုးသွားတဲ့ပုံစံမျိုးဟာလာတချို့သောလူတွေကအဲ့ဒါမျိုးသူလောသူလောပြောတဲ့ခါမှာတနည်းကိုပဲနှစ်တောင်းဒီကလေးကိုငှားပြီးတော့ဟိုမှာခိုးမှုကျွလွန်နေပါတယ်ဆိုတဲ့ဟာမျိုးအဲ့လိုမပြောရဘူးတစ်ဖက်သားမှာလက်ကုံသိခါရှိတယ်သူ့မှာအကြောင်းအမျိုးမျိုးကြောင့်သူ့ရဲ့အသက်အရွယ်ရအရန်ခက်ခဲလို့ဒီပစ္စည်းကိုတွားရောက်ခိုးယူတယ်နော်ခိုးယူတဲ့အပေါ်မှာခိုးယူရတဲ့ပစ္စည်းကလည်းတန်ဖိုးကြီးတာတွေမဟုတ်ဘူးဒါကိုကျွန်မကသဖို့လက်ခံအားပေးတာမဟုတ်အဲ့ဒီကလေးမိတဲ့မက်ဆာဂျီဖြိုးကနေပြီးတော့ဒီမီဒီယာတွေကိုပြောလိုက်တဲ့အရှိပြောလိုက်တဲ့တချို့သောစကားတွေမှာမိဘပြည်သူတွေရဲ့ရှင်ထဲမှာ မျိုးထင်သွားတယ်ဘာဖြစ်လို့ဆိုတော့ဒီအမျိုးသမီးကိုဒါကကျမဒီလိုပြောနေရတာဒီအမျိုးသမီးဘက်ကနာလို့မဟုတ်ဘူးเนาะတကိုးဘက်ကနေအားပေးနေတာမဟုတ်ဘူးเนาะ तू မရှိလို့အကြောင်းမျိုးမျိုးကြောင့် तू ဒီခိုးမှုကိုကျွလွန်သွားတာ तू ပြစ်ကိုသူခံကျမပြောပြီးသား ီအပေါ်မှာဒီအမျိုးသမီးမဆာကြီးဖြစ်သွားသူ့သားသမီးကိုခလေးလာသားရွယ်တဲ့ကစောင့်ရှောက်လာတဲ့ကနောက်ပြီးတော့သူတို့နဲ့ပတ်သက်ရပတ်သက်ကြောင်းဆွေမျိုးမခင်းနေဖြစ်နေတာကိုသူကမသိတဲ့လူမျိုးနဲ့ဒီအမျိုးသမီးကိုမသိတဲ့လူပုံစံမျိုးနဲ့ပြောထားခဲ့တယ်သူ့ခလေးကိုကိုးသွားတယ်ဆိုတဲ့ပုံစံမျိုးကသူကပြောထားခဲ့တဲ့အပေါ်မှာဒီအမျိုးသမီးကကျေစုကန်းတာလက်ရက်ကွက်လုံးဒီအခုတော့သူတို့နေထိုင်တဲ့ဒီမဆာကြီးတို့နေထိုင်တဲ့ရက်ကွက်ကမိဘပြည်သူတွေအကုန်လုံးသိတယ်ဒီကိစ္စတော့ကိုဘယ်သူမှလက်မခံဘူးဒီလိုပြောဆိုမှုမျိုးနော်အကုန်လုံးကသိပြီးသားသက်ဆိုင်ရာကလည်းတွားရောက်စုံစမ်းလို့ရတယ်ဒါတွေကိုစုံစမ်းပြီးတော့အခုဒါပေါ်ပေါက်သွားပြီ 咱妈不要钱那个，地下个喏，那他妈嘞都招苗苗讲，地里边不里土壤上挖边卖，你慢慢来漏钱牛，慢慢那啥牛的，我们表示不完呢？那他妈嘞白白白白都答应他的货呢，都供得开些了。我地下我都可累我，都阿都没盖都，没把盖都，都地可累累个，钱吃不要，都没把钱个，都没把地下路搞个上下不要，地下嘞地可累累我吃了都挺着了来可累个嘛，你里收了干么干么，不要五零后来，喏。 မှန်တကယ်ကလေးကိုခိုးယူပြီးလှုပ်ရှားနေတာလည်းမဟုတ်ဘူးဒါအမားတို့တွေအသီးဆုံးဒီရက်ွက်ကလူတွေအသီးဆုံးပဲဒီဘောမှာပြောလိုက်တဲ့အတွက်အခုတချို့တွေကမျိုးမျိုးဝေဖန်လာတယ်ပေါ့နော်ဒီကလေးကိုတရရတရက်ကို2000ငါးပြီးတော့ဒီခိုးမှုကိုပြည့်စုံပြီးကျွလွန်နေတာပါကျမတို့စုံစမ်းသိရှိလောက်ရပါတော့တခြားသောမျိုးနေတွေမှာဒီမျိုးသမီးတို့ရခိုင်မအမျိုးသမီးကတခြားသောမျိုးနေတွေတခြားသောနေရာတွေမှာပြည့်မှုကျွလွန်ထားခြင်းရှိမရှိတော့ကျမတို့မသိဘူးလက်ရှိကတော့အခုသူနေထိုင်တဲ့ဒီအခုရွှေပြည်သားပေါ့နော်သူအခုလက်ရှိနေထိုင်တဲ့ရွှေပြည်သား20ခွန်ရက်ကကျမမနေ့ကသွားရောက်ခဲ့တဲ့သူတို့နေရာမှာ တက်ဆိုင်ရငယ်မြေရစခန့်နေမှာဒီရက်ွက်တွေမှာသူကပြစ်မှုကျူးလွန်ထားခြင်းဘာတစ်ခုမှမရှိဘူးဆိုတော့မှတ်တမ်းတွေကျမရခဲ့တယ်ဒီဒီဒီဒေသခံတွေဟာဒီပြောဆိုခဲ့တဲ့အခါတွေကိုကျမရရှိခဲ့တယ်သိရှိခဲ့တယ်နော်ဒါကျမလိုက်ပေါ်ဒီကျမရဲ့အကောင့်ကနေတင်ထားပြီးသားဒီကိစ္စတွေပေါ့နော်ကျမပြောချင်တာကအဲ့လိုမျိုးကိုထိခိုက်စေမဲ့ဟာမျိုးကိုသူတို့မှလည်းသူတို့ကုံသိတာရှိတယ်နော်ကျမပြောတာကအဓိကကကိုကျမပြောချင်တာကတချို့သောလူတွေကဒီ ခိုးမှုတခိုးဆိုတဲ့ဟာကိုမလုပ်ချင်ကြပါဘူးเนาะအကြောင်းမျိုးမျိုးကြောင့်သာလုပ်ချင်တာတော့ချောကြတော့လေခြေတွေလက်တွေတန်တန်မာမာကြီးတွေငယ်ရွယ်ပါလေရဲ့အဲမှရေကောင်းနေပါလေလေခြေတွေလက်တွေတန်တန်မာမာရှိပါလေနဲ့သူတို့ရဲ့ဗီဇမျိုးရိုးမကောင်းလို့เนาะဒီခိုးရတဲ့မှုတွေကိုတမင်တကာလောက်ကင်စားတော့ပြီးတော့လောက်ကင်စားတော့နေတဲ့လူတွေလည်းရှိတယ်เนาะတချို့သောလူတွေကကိုယ့်ရဲ့ ခက်ခဲစီးပွားဥစ္စာမရှာနိုင်လို့သူတို့ရဲ့အသက်ရရမရှာနိုင်လို့ကျန်းမာရေးရမရှာနိုင်လို့အရန်ဒုက္ခဆင်းရဲလျှောက်ပြီးတော့သူတို့ရဲ့သားသမီးမြင်းမြစ်တွေဆင်းရဲဒုက္ခငတ်ပြတ်နေတဲ့အချိန်မှာအဲ့လိုမိဘတွေကသူတို့သားသမီးတွေငတ်နေတဲ့ဒုက္ခဆင်းရဲရောက်နေတဲ့အချိန်မှာဘယ်လိုမိဘကမှထိုင်ပြီးတော့ငတ်ဆင်းရဲခံတာကိုမကြည့်ဘူးသူတို့ဖြစ်ချင်တာဖြစ်ဒုက္ခဆင်းရဲရောက်သူတို့နောက်ဆုံးသေသေသူတို့ထောင်ကြကြသူတို့ရရဟာကိုရှာကျွေးမယ်ဆိုတဲ့စိတ်နဲ့တချို့တွေဒီလိုပြစ်မှုမျိုးကိုကျွလွန်တာရှိတယ်အခု line ပေါ်မှာ social media ပေါ်မှာဒီတွေ့တာသူအထယ်ဆိုင်အိုက်ရှင်နဲ့ဒီခိုးခဲ့သူသူ့ဆိုင်ရဲ့ပစ္စည်းကိုခိုးခဲ့သူဒေါ်ရခိုင်မတို့အကြောင်းနော်နှစ်ဦးနှစ်ဖက်ပေါ်မှာအမျိုးမျိုးပွက်လောထပြီးတော့ဟိုမှာဝေဖန်ပြောဆိုပုတ်ခတ်နေသလိုချီကျူးနေကြတဲ့သူတွေကလည်းအများကြီးဟာလာနင်းနှစ်ဖက်ပေါ်နှစ်ဦးနှစ်ဖက်ပပောင်းဆောင်မှာနေပြီးတော့ဝေဖန်ပုတ်ခတ်ပြောဆိုနေတဲ့သူတွေရှိသလိုတစ်ဖက်ကလည်းဒီဘော်ဒီမှာဟိုလိုက်ပါဆောင်ရွက်ပေးနေတဲ့လူတွေကိုဟို ချီတူးပြောဆိုနေတဲ့သူတွေလည်းရှိပါတယ်เนาะဒီကိစ္စလေးကိုကျွန်မသိအောင်ရှင်းပြမှာကเนาะချို့တော့မိဘပြည်သူညာเนาะဟိုတပွဲတို့အတိတရားလောက်နဲ့နော်ဒီတခွာလောက်အတီတရားလောက်နဲ့ဝေဖန်ပြောဆိုနေကြတဲ့အတီတရားတွေကိုကျမဒါကအခုသိရှိအောင် message အဓိက message ပေးချင်တာပါနော်ကျမတို့ကအခုဒီပရာဟိတသမားတွေတချို့သောပရာဟိတသမားတွေကျမတို့ကလိုက်ပါဆောင်ရွက်နေတဲ့အခါမှာလိုက်ပါဆောင်ရွက်နေရခြင်းစီတခိုးအားပေးမဟုတ်ဘူးနော်တခိုးကိုအူညီခြင်းလို့မဟုတ်ဘူး เนาะအခိုးကိုဥပဒေနဲ့အညီသက်ဆိုင်ရာကိုအပ်ပြီးတော့အရေးယူဆောင်ရွက်ဖို့မင်းမဲစရိုက်တဲ့ဆိုင်နဲ့ပုံစံမျိုးကိုမလုပ်ဖို့နော်မင်းမဲစရိုက်ဆိုင်နဲ့ဒီလိုလူမြင်ကွင်းမှာတစ်ဖက်မှာခိုးတာသူကသူခိုးသူပဲဖြစ်ဖြစ်ဂုံတိတ်ခါကိုကြာစင်းစေမယ်မင်းမဲစရိုက်ဆိုင်နဲ့မင်းမဲစရိုက်ဆိုင်နဲ့ပုံစံမျိုးကိုလူမိုက်ဆန်ဆန်ပြုတ်ချင်းနဲ့လုပ်ရမျိုးမလုပ်မလုပ်သင့်ဘူးဆိုတာဟိုပြပခြင်းလားနောက်ပြီးတော့ဒီပေါ်မှာပါလာတဲ့အပြစ်မဲ့ခလေးလူရွယ်မဲ့မရောက်သေးတဲ့ခလေးကိုပါနော်ထိခိုက်မျက်နာစေတယ်ဒီခလေးရဲ့အနာဂတ် ရှင်းရှင်းပြောလို့ရှိရင်ဒီကလေးကိုပန်းကောင်းအညွှိုးလိုက်တယ်လို့ဖြစ်သွားမယ်ဟုတ်လားမဆိုင်တဲ့ကလေးကိုဒါကိုနှိမ့်ဆက်ညှင်းမှန်းရတဲ့အထက်မှာပါပါဝင်တဲ့အတွက်ကျမတို့ကဥပဒေနဲ့အညီလိုက်ပါလောက်ဆောင်နေတာဒီသခိုးကိုကာကွယ်ပေးဖို့မဟုတ်ဘူးနော်သခိုးကိုဥပဒေနဲ့အညီရိပ်ယူဆောင်ရကမှာတက်ဆိုင်ရကလည်းရိပ်ယူဆောင်ရမှာဒီကိုတက်ဆိုင်ရကရိပ်ယူဆောင်ရမှာလည်းတက်ဆိုင်ရကလုံးလုံးမရဘူးပိုင်ရှင်ကိုယ်တိုင်တရားလိုလုပ်ပြီးမှဆွဲမှရမှာနော်သူကိုယ်တိုင်ရေလိုရောက်ပြီးဆွဲမှရဲစခန်းကရေးယူလို့ရမှာရဲစခန်းကဒါကိုရေးယူလို့မရဘူးစစ်စစ်မင်းမြန်လို24နာရီတည်းကြော်ပြီးခု ေါ်ယူစစ်စေးပိုင်ဝင်မရှိဘူးเนาะတကယ်လို့ကနေအေးယူစစ်စေးမှရမယ်ဒါကိုဟာလာကျမတို့နင်းမျိုးစုံနဲ့ပုတ်ခတ်ပြောဆိုနေတဲ့နာကိုပါပေါ့ဟိုတပွဲတို့ညံရှိတဲ့လူတွေကျမကအဓိကမက်ဆေ့ပေးချင်တာကကျမတို့ကတရားဥပဒေစိုးမိုးမှုကိုလိုချင်တာเนาะတရားဥပဒေစိုးမိုးမှုရှိတဲ့မျိုးရွာဒေသတွေတိုင်းပြည်တွေမှာဘလောက်အေဂျင့်တာရလဲနော်ဘလောက်အေဂျင့်တာရလဲပြည်သူတွေစိတ်ချမ်းသာစွာအေဂျင့်တာရစွာနဲ့ เนาะနောက်ကျောလုံစွာနဲ့ဘလို့နေထိုင်သွားလာရတယ်လဲဆိုတာကိုကျမတို့ကပေါ်လွန်စေတယ်ဥပဒေစိုးမိုးမှုမရှိတဲ့နေရာမှာနေထိုင်ရတဲ့မိဘပြည်သူတွေเนาะမိဘပြည်သူတွေရက်ရွာဒေသအဲ့ဒီမိဘနေထိုင်တဲ့မိဘပြည်သူတွေအဲ့ဒီတိုင်းကြီးမှာတရားဥပဒေစိုးမိုးမှုမရှိတဲ့တိုင်းကြီးမှာဘလောက်ဒုက္ခဆင်းရဲရောက်လဲဟမ်မင်းမဲ့ဆရိုက်ဆန်နဲ့ပြုချက်မျိုးတွေလုပ်တယ်အဲ့ဒါတွေကိုကျမတို့ကချိန်ထိုးပြီးမီးမောင်းဖို့ပြနေတယ်အခုဒီပြဿနာဖြစ်ပွားတဲ့နေရာမှာတရားဥပဒေစိုးမိုးမှုရှိတဲ့နေရာဒေသမှာဖြစ်ပွားပွားတဲ့အတွက် မင်းမဆိုင်ဆန်ဆန်လုပ်လို့မရဘူးဥပဒေဆိုတာရှိတယ်တရားဥပဒေစိုးမိုးမှုမရှိတဲ့နေရာမှာ